တနှစ်တည်းတနှစ်တိုးတက်မြန်ဆန်လာတဲ့မြောက်တကုံမြို့နယ်ထဲမှာရှိတဲ့လူမနေရာတဲ့လုံချင်းတိုက်အစ်စ်ဆက်ဆက်နဲ့ဟောက်ဆုလုပ်ပြီးသွားမှာဖြစ်ပါတယ်။ ခြံပပတ်လင်မှာတန်ဆူးကျိုးနှစ်ထပ်ကိုအပြည့်အဝတက်ဆင်ပေးထားပြီးတော့ကားနှစီခန့်ရက်လို့ရမယ်။ခြံရဲ့အတွင်းဘက်မှာဆိုရင်ပန်းမင်တွေကိုတည်တက်လှပစွာစီစဉ်ပေးထားပြီးတော့အိမ်နဲ့ခြံဝန်ကြားလျှောက်လန့်အတော်လေးကျယ်တဲ့ရေဆက်လေးထားရှိပေးထားတယ်။အိမ်ထဲမှာဘလူးပြင်ဆင်ထားလဲဆိုတော့ရေဆက်အသေးသေးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။လမ်းနဲ့တပြေးတည်းမဟုတ်ဘဲနဲ့အိမ်မာကြီးကိုအမြင့်ဆောက်လုပ်ပေးထားပြီးတော့ကျွန်းတကားကြီးတက်ဆင်ပေးထားမယ်။အိမ်ခန်းအိမ်ခန်းမှာကျွန်းပါကလေးခင်းပေးထားပြီးတော့အုံနဲ့ဖွဲထားတဲ့မာစာပန်ရုံးတစ်ခန်းပါရှိရဖြစ်ပါတယ်။ ညနေခင်းမှာဆိုရင်ခရစ်စတန်မီဆိုင်နေနဲ့အလှဆင်ပေးထားပြီးတော့ဘေးပတ်ပတ်လည်းမလိုက်ကြိုက်တက်ဆင်ပေးထားမယ်ဘရိတ်ကားတွေပါမယ်တန်မန်းတွေပတ်ပတ်လည်းတက်ဆင်ပေးထားပဲဖြစ်ပါတယ်အိတ်ခဲအပြင်ဘက်မှာဆိုရင်ဘီတင်နဲ့ပုံဖော်ထားပြီးတော့ရှောက်လန်းအတော်လေးကျယ်တယ်ရေလိုက်မီလိုက်ဆေးလိုက်မျိုးပစ္စည်းကောင်းကောင်းအသုံးပြုပေးထားတယ် ကျွန်းတကားတွေကိုပဲတက်ဆင်ပေးထားပြီးရောအခန်းထဲရအစာမျက်နှာချက်စီလင်းကောင်းကောင်းအသုံးပြုပေးထားတယ်အဲယာကုန်တစ်လုံးပါမယ်အခန်းထဲမှာဆိုရင်ဝေါ်လက်ဗရင်းပေါက်လိုက်ကာရီတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရေချိုခန်းအင်တာတွဲရပါရှိပြီးကျွန်းတကားအသုံးပြုပေးထားမယ်ကျွေးပြားခင်းကျွေးပြားကပ်ပေးထားပြီးဘိုးရိုင်းအင်တာတစ်လုံးတက်ဆင်ပေးထားမယ်ရှာဝါလည်းပါပါတယ်ရှောင်းလန်းအစာမီးမြုပ်တွေအသုံးပြုပေးထားပြီးကျွန်းတကားတက်ဆင်ပေးထားမယ်မီးပုံကမှဆိုရင်ကျွေးပြားခင်းကျွေးပြားကပ်ပေးထားမယ်မီးပုံခုံကအစာကျွေးပြားတွေခင်းပေးထား ထားပြီးရောကပိနက်တက်ဆင်ပြီးသားမယ်ရေချိုကန့်အင်တာတွဲရပါရှိရပဲဖြစ်ပါတယ်တင်းတန့်ပေးစင်ပါရှိမယ်ဘိုးတိုင်းအင်တာကျွန်းတကောက်အသုံးပြုပြီးသားပြီးရောဘေးဘက်မှာဆိုရင်နေရာလို့မရှိရလျောက်စတိုတကန့်ကိုထားရှိပြီးသားတယ်ကျွန်းတကောက်တက်ဆင်ပြရမယ်ဗရင်ပေါက်လေးလေးပါတယ်ရှန်နဲ့အင်ကြားထွက်ပေါက်မှာဆိုရင်တန်မန်းတစ်ထက်တင်းသားတကတစ်ထက်ကိုတက်ဆင်ပြီးသားပြီးရောမြေအေရီယာအတော်လေးကျယ်ဝန်းနဲ့ခြေစဉ်ကပထမတက်မှာဘလူးတွေပြင်ဆင်ထားလေးဆိုတော့သေးသေးရှင်းပြပြီးတော့ပါအောင်မရှင် လေကားလက်ရန်နေမှာကျွန်းနေအသုံးပြုပေးထားပြီးတော့အိတ်ခန်းအဲခန်းနေမှာကျွန်းပါကလေးခင်းပေးထားမယ်။အုံနဲ့ဖွဲထားတဲ့ master bedroom နှစ်ခန်းပါဝင်ပြီးတော့ shining room, living room, dining room, kitchen room တို့ပါဝင်လာပဲဖြစ်ပါတယ်။အိတ်ခန်းနဲ့မှာဆိုရင်အလင်းရောင်ကောင်းကောင်းရရှိစေမယ့်ဗရင်းပေါက်တွေထားရှိပေးထားပြီးတော့ light ကတက်စင်ပေးထားမယ်။အေယံကိုတစ်လုံးပါမယ်။မျက်နှာချက်စီလင်ကောင်းကောင်းအသုံးပြုပေးထားပြီးတော့ရေချိုကန့်အိမ်သာတွဲရပါရှိရပဲဖြစ်ပါတယ်။ရှောက်လန်းအစားမျက်နှာချက်စီလင်နဲ့ကောင်းကောင်းအသုံးပြုပေးထားတယ်။နှစ်ယောက်အိတ် ်ကရင်ဘီတို့မှန်တင်ကုန်လေးထားရှိလို့ရမယ်ရေချိုကအိမ်သားတွေ့ရပါရှိပြီးအဲယားကုန်တစ်လုံးတက်ဆင်ပေးထားမယ်ဗရင်ပေါက်တွေတက်ဆင်ပေးထားပြီးတော့ဘေးပတ်ပတ်လေးမှာတန်မှန်တန်တကာတက်ဆင်ပေးထားမယ်မျက်နှာချက်စီလင်ကောင်းကောင်းအသုံးပြုပေးထားပြီးဖြစ်ပါတယ်ဘရင်အောင်လမ်းမကြီးနဲ့လည်းနေပြီးဈေးဆေးရုံကြောင်းနီးတလို့သွားရေးလာရေးအတွက်လည်းအဆင်ပြေစေရဲ့နေရာလေးနဲ့မိတ်ဆက်ပေးကြပါပဲဖြစ်ပါတယ် ဖယားကန်ကအစာကျက်တည်ရှိစွာမျက်နှာကျက်စီလုံးကောင်းကောင်းအသုံးပြုပေးထားမယ်အိတ်ခဲအပြင်ဘက်မှာသူဘီတင်နဲ့ပုံဖော်ထားပြီးတော့တီးသန့်ဝရဏာလေးပါရှိပြီးတော့မှန်စလိုက်တို့တကအသုံးပြုပေးထားပဲဖြစ်ပါတယ်အင်ကြီးအိမ်ကောင်းနေပတ်ပတ်လဲဝင်းရထားတဲ့လုံးချင်းအိမ်တစ်လုံးပဲဖြစ်ပါတယ် အထက်တိုင်းမှာဆိုရင်ဘရေကာတွေကိုတက်ဆင်ပေးထားမယ်ဒုတိယထက်အခန်းရဲ့ပြင်ဆင်ပုံတွေကိုလိုက်ပြပေးပါဦးမယ်ရှင်ရှောက်လန်းအစမီးရဲလေးတွေကိုပြင်ဆင်ပေးထားပြီးတော့အိတ်ခန်းအခန်းတွေမှာကျွန်းပကြီးတွေခင်းပေးထားမယ်တရိယာစီရူးစလန်နဲ့ဆောက်လုပ်ထားတဲ့တိုက်တက်လေးဖြစ်ပြီးတော့ဂယံခွဲစိတ်ပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရှုပ်ရှင်းခြင်းနဲ့တိုက်ရဲ့အလှဲ့အားဆိုရင်ဖြင့်အနောက်အလှဲ့ပဲဖြစ်ပါတယ် အထက်တိုင်းထက်တိုင်းမှာဘရေကာတွေတက်ဆင်ပေးထားပြီးတော့တီးတန့်ဝရဏာတွေပါရှိရဲ့ မန်စလိုက်တို့ကောက်အသုံးပြုပေးထားပြီးတော့နှစ်ပေပတ်လည်ကြွေပြားတွေကိုကောင်းကောင်းခင်းပေးထားမယ်။တငေချင်းနေမိသားစုတွေကောင်းကောင်းချဲလို့ရမယ့်နေရာလေးတစ်ခုစီစဉ်ပေးထားပဲဖြစ်ပါတယ်။ပတ်ဝန်းကျင်ကောင်းနေရာတန့်မှနေရာပြီးတော့ညနေခင်းဆန်းစပ်ကိုတဝိုင်းခန်းစားလို့ရမယ်။ Roots Lab ဘုတ်တဘုတ်အတွက်ကျောင်းလင်းလေးကောက်အသုံးပြုပေးထားတယ်။တတရတဲ့မှာဆိုရင်အိတ်ခန်းအဲခန်းကိုကျွန်းပါကလေးခင်းပေးထားမယ်။အုံနဲ့ဖွဲထားတဲ့မာစတာဘရွန်အခန်းတစ်ခန်းပါမယ်။အဲယောက်ကိုတစ်လုံးတက်ဆင်ပေးထားမယ်။အလင်းရောင်လင်းဝ ုးလေးထွက်ကောင်းမှုအတွက်ဗရင်ပေါက်တွေထားရှိပေးထားမယ်။နိုင်ရန်ဒီမှာဝေါ်လက်ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်။အသင့်နေလုံးချင်းတိုက်ရဲ့အယောင်ခေါ်စီကတော့3400ကိုမှအထူးညနေရောက်ချပြီးသွားမှာဖြစ်ပြီးရောစိတ်ဝင်စားလို့ဝယ်ယူချင်ပါတယ်ဆိုရလူကြီးမင်းများအတွက်ရွှေစင်ရီရဲ့အစိတ်ကိုဆက်သွယ်ပြီးပါရှိ။ရွှေစင်ကလူကြီးမင်းတို့စိတ်တန်းကြလိုက်လံပြသပေးသွားမှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုများမှာတွေ့ဆုံခြင်းစီရကြောင်း follow နေပြီးခဲ့ပါဦးရှင့်။ကျေးဇူးပါ။